ဂျာမနီနိုင်ငံမှာလူနာ၁၀ဦးကိုတပ်ဖြတ်မှုနဲ့တခြား၂၈ဦးကိုသေစေနိုင်တဲ့ဆေးထိုးပြီးတပ်ဖို့ကြိုးပမ်းမှုတွေအတွက်သူနာပြုတအုပ်ကိုတရားရုံးကနိုဝင်ဘာ9ရက်မှာထောင်ဒဏ်တသက်တကြောချမှတ်ခဲ့ပါတယ်။နိုင်ငံအနောက်ပိုင်းအာချင်မြို့မှာရှိတဲ့တရားရုံးကအသက်44နှစ်အရွယ်အမျိုးသားကို2023ခုနှစ်ဒသမလကနေ2024ခုနှစ်မေလအတွင်းအာချင်အနီးမှာရှိတဲ့ဦးဆက်လန်မြို့ကစင်းရုံတရုံမှာကျွလွန်ခဲ့တဲ့ပြင်းမှုတွေအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ဒီပြင်းမှုတွေဟာအထူးသဖြင့်ပြင်းထန်တဲ့အပြစ်ရှိတယ်လို့သတ်မှတ်ခဲ့တဲ့အတွက် သူအပုံမှန်အဖြစ်ထောင်ဒဏ်15နှစ်ချမှတ်ခံရပြီးတဲ့တိုင်အောင်စောစီးစွာပြန်လွတ်မပေးတင်ကြောင်းတရားရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီအမျိုးသားဟာ၎င်းရဲ့ဆောင်းရှောင်းမှုအောက်မှာရှိတဲ့လူနာရီရဲ့အသက်ရှင်တန်ခြင်းနဲ့သေဆုံးခြင်းကိုအဆုံးဖြတ်ပေးသူအဖြစ်လှူဆောင်ခဲ့ကြောင်းအစိုးရရှေ့နေတွေကဆွဆဲခဲ့ပါတယ်။မလမစတင်ခဲ့တဲ့ရုံးတင်စစ်ဆေးမှုမှာ၎င်းရဲ့ရှေ့နေအဖွဲ့ကတရားသင်လွတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီမျိုးသားဟာညာဘက်အလုပ်ချိန်အတွင်း၎င်းရဲ့အလုပ်တာဝန်တက်တာစေဖို့အတွက် ။တက်ကြီးမြို့ကိုအများစုကအကြိုက်ခဲပျောက်စေပမာဏအများပြားထိုးပေးခဲ့တယ်လို့အစိုးရအရှင်းတွေကဆိုပါတယ်။တရားရုံးကဒီအမျိုးသားဟာရုံးတင်စစ်ဆေးနေစဉ်အတွင်းနောက်နောက်ရကြောင်းလဲဖော်ပြခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။